လက်ရှိချန်ပီယံဝန်ထမ်းယူပြီးအဆင့်1ကနေမဆင်းတဲ့အဲနာဆာရော်နယ်ဒိုရဲ့လှပတဲ့ခေါင်းတိုက်ကိုမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုကို YouTube ကနေကြည့်နေဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါ။အဲနာဆာကတော်တော်လေးကိုအချိန်နေကောင်းပါပါပြီ။ဘာလို့ဒီလိုပြောရလဲဆိုတော့လက်ရှိချန်ပီယံဖြစ်တယ်လို့အခုနဲ့မှလည်း၃ပွဲကစားပြီးချိန် Sorry League မှာ၃ပွဲလုံးအမှတ်ပြည့်ယူထားတဲ့အသင်းနှစ်သင်းပဲရှိပါတယ်။ဒါကတော့အဲနာဆာနဲ့ချန်ပီယံဟာ Elite Dehat ပါသူနဲ့အတူအမှတ်ပြည့်ယူထားနိုင်တယ်။ တသိန်းနဲ့သောအသိန်းကိုအနိုင်ယူပြီးယာဒီအစမှာတင်သုံးမှတ်ဖြတ်လိုက်ပါပြီဒီယာဒီမှာအန်နာဆာတို့က၄ဘက်ကစားပြီးချိန်၁၂မှတ်ယူထားပြီးယာနှုံးပြည့်အမှတ်ယူထားနိုင်တဲ့တသိန်းနဲ့သောအသိန်းဖြစ်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့အန်နာဆာဗီဒီယိုမှာပြောခဲ့သလိုနီးပြအစ်လက်ထမှာထိရောက်ပြီးတိကျတဲ့ကစားဟန်တစ်ခုရှိလာသလိုရော်နယ်ဒိုကိုတဲမကစားတော့တာကအန်နာဆာအတွက်တော်တော်လေးကိုကောင်းသွားခဲ့တာပါအခုတော့အန်နာဆာကအသိန်းတသိန်းနဲ့ပိုတူလာပါတယ်ပြီးခဲ့တဲ့အန်နာဆာဗီဒီယိုအထိ Ronaldo open play ကဂိုးမရသေးပေမဲ့ ပြီးခဲ့တဲ့ပွဲမှာတွင်းကိုနှစ်ကိုရယူခဲ့ပြီးအဲ့ဒီပွဲမှာမက်ဆီနာမည်អော်ပြီးသူ့အပေါ်လှောင်ပြောင်သူတွေကိုအပန်တိတ်စေခဲ့ပါတယ်အခုပွဲမှာလည်း open play ကနေဂိုးတကိုတွင်းခဲ့တာကြောင့်နှစ်ပွဲမှာ၃ဂိုးအထိတွင်းနိုင်ခဲ့ပြီးအခုဆိုရော်နယ်ဒိုရဲ့တွင်းကိုစုစုပေါင်းက946ဂိုးအထိရှိလာပါတယ်နောက်၅ပွဲလောက်အတွင်းမှာပဲဂိုး950ပြည့်သွားနိုင်ပါတယ် analysis ဒီပွဲမှာအန်နာဆာကဒီနီးပြလက်ထပ်မှာတုံးနေတဲ့လေးလေးနှစ်နဲ့ပဲပွဲထွက်လာခဲ့ပါတယ် ဒီဘက်မှာအရင်ပွဲနဲ့မတူတာကတော့မာနေနဲ့ခိုးမန်းကိုဝင်းပြောင်းပြီးတုံးနေတာပါအရင်ကမာနေကဘဲတောင်မန်ကစားနေကြဖြစ်ပြီးခိုးမန်းကတောင်မန်ကိုကစားနေကြပါဒါပေမဲ့တကယ်ပွဲထဲမှာအလုံးမဖြစ်လို့မာနေကသူ့နေရာသူပြန်ရောက်သွားပါတယ်တိုက်စစ်မှာတော့ရော်နယ်ဒိုနဲ့ဂျာအိုဖီလစ်တို့ပဲကစားခဲ့တာပါတစ်ဖက်ကအဲရစ်တီဟတ်ကတော့၄3 3နဲ့ပွဲထွက်လာခဲ့ပြီးဘန်ဇီမာဒီယာဘီကန်တေဖာဗင်ဟိုဒန်နီလိုစတဲ့နာမည်ကျော်ကစားသမားတွေအစုံအလင်းနဲ့ပွဲထွက်လာခဲ့တာပါ ပြီးခဲ့တဲ့ရာသီအမှတ်ပေးပြိုင်ပွဲမှာနှစ်ကြော့မှာနှစ်ကြော့စလုံးရှုံးပေးခဲ့ရတဲ့အန်နာဆာကဒီရာသီမှာတော့အနိုင်ယူနိုင်ခဲ့ပါပြီ။ပြီးခဲ့တဲ့ပွဲကစလို့နှစ်ပွဲရှိပါပြီ။တိုက်စစ်အထောင်ကနှစ်ယောက်ဖြစ်တဲ့ရော်နယ်ဒိုနဲ့ဂျာဟူဖီလီကိုပိုဇီရှင်ဆွတ်ပြီးကစားခဲ့တာပါ။ဒီမှာအသေးသေးရှင်းပြပါမယ်။ဒီနေရာမှာနှစ်ပိုင်းကွဲပါတယ်။ပထမတစ်ပိုင်းကရော်နယ်ဒိုကဘယ်အချမ်းရောက်လိုက်ညာချမ်းရောက်လိုက်ကစားပါတယ်။ဒါကပုံသေးလူကက်လို့မရအောင်ပါ။လိုဒက်စပီကိုရော်နယ်ဒိုကနေရာယူပါတယ်။ ဂျောဖီလကရွန်ဒိုမရှိတဲ့ဘက်အချံကိုနေရာပြန်ယူပါတယ်။သူတို့နှစ်ယောက်နေရာပြောင်းကစားတာကပြန်ဘက်နောက်တန်းကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ဒုတိယအနေနဲ့ဂျောဖီလကဇုံ7တိဆင်းပါတယ်။ဘောလုံးမှာဒီလိုအကွက်ချကြည့်ရင်ဇုံ7တိဆိုတာကသဝိုင်းနာအထိပါ။ဂျောဖီလကအဲ့ဒီဆင်းပြီးဘောလုံးလက်ခံပါတယ်။ဒီမှာရွန်ဒိုကဟက်စပေးနှစ်ဖက်မှာလွတ်နေတဲ့ဘက်ကိုနေရာဝင်ယူပါတယ်။ ဒါကိုပြီးခဲ့တဲ့ပွဲမှာမြင်ခဲ့ရပြီးဂျာဝဖီလီကဘောလုံးဆင်းယူပြီးရော်နယ်ဒိုစီဘောလုံးမျောပေးလိုက်တာကနေရော်နယ်ဒိုက ပြေးထွက်ပိတ်သွင်းသွားခဲ့တာပါဒီတော့မှရော်နယ်ဒိုကတစ်ဖက်ခံစစ်နှစ်ယောက်ကြားကနေပြေးထွက်ခဲ့ပြီးတကယ်တော့မာနေကိုပေးပို့လွတ်ပါတယ်ရော်နယ်ဒိုကအဲ့ဒီဘောလုံးကိုလက်ခံခဲ့ပြီးအေရီယာတွေကိုပြေးဝင်ကန်သွင်းသွားခဲ့တာပါဒီဘက်ဆိုင်ကကြည့်ရင်9ယောက်တန်းခံစစ်ကြားတဲ့ကနေရွန်ဒိုရောမာနီရောစပိတ်တားခဲ့တာပါ နောက်ဆုံးရော်နယ်ဒိုသွင်းတဲ့ဒုတိယအလုံးမှာလဲဂျာအိုဖီလစ်ကဇုံ၁၁အနားမှာပါအဲဒီကနေသူတင်ပေးလိုက်တာကိုဘောလုံးလက်ခံတဲ့ကစားသမားကပြန်ပြီးသူကပိတ်သွင်းဒီလိုပါဒါဆိုဒီမှာမေးစရာရှိတာကဘာကြောင့်ဇုံ၁၁အထိဂျာအိုဖီလစ်ကစဉ်းကစားစီတာလဲဘာလို့လဲဆိုတော့ဒီလိုတယောက်နောက်ကိုဆင်းပေးသွားတဲ့အချိန်ကျန်တဲ့ကစားသမား၃ယောက်ရှိပါမယ်ရော်နယ်ဒိုမာနီနဲ့ခိုမန်ဒီ၃ယောက်သူ့ဘောလုံးလက်ခံချိန်မှာနေရာယူဖို့အချိန်ရပါမယ် ဒီမှာဒီသုံးအောက်တွေကစပေးရတဲ့သူကိုရှာပြီးပေးပါတယ်နောက်တစ်ချက်ကဂျာအိုဖီလစ်ဘောလုံးလက်ခံတဲ့အချိန်ကွင်းလေပစ်ဖော့၂ယောက်ထဲကဘသူကပဲဖြစ်ဖြစ်ရှေ့ကိုပြေးတက်လာပါတယ်ဒါကဘာလို့တာလဲဆိုရင်ခုနကတိုက်စစ်ကစားသမား၃ယောက်စလုံးနေရာလွတ်မရတဲ့အခါဘောလုံးပေးဖို့လူမရှိတဲ့အခါ pivot ၂ယောက်တည်းကတယောက်ကရှေ့တက်ပါတယ်ဒီအခါမှာ ူ့ကိုဘောလုံးပေးပြီးဂျာအိုဖီလစ်ကိုရှေ့ကိုပြန်ပြေးတာဖြစ်ဖြစ်အဲ့ဒီကစားသမားနဲ့အပေးယူလုပ်ပြီးဘောလုံးကိုတည်လာတာပဲဖြစ်ဖြစ်လုပ်ပါတယ်ဒီပုံစံကိုနီးပြကနှစ်ပွဲဆက်သုံးခဲ့ပါတယ်ဒီမှာပဲစပေးရှာတာတိတ်ကိုတော်တဲ့ရော်နယ်ဒို open play ကနေဂိုးရလာပါတယ်နီးပြကရော်နယ်ဒိုအတွက်ဒီနီးစနစ်ကိုသုံးခဲ့သလားလို့တော့တွေးမိပါတယ်ဒါပေမဲ့ဒီပွဲမှာကပြိုင်ဘက်ကထင်သလောက်မလွယ်ဘူးလက်ရှိချန်ပီယံဖြစ်တဲ့အတွက်ဒီကစားကွက်ကနေပထမပွဲကလောက်စပေးတွေမရအောင် ကစားကွက်ကအလုံးမဖြစ်ဘူးလားဆိုတော့မဟုတ်ဒါပေမဲ့ဂိုးရလောက်တဲ့အထိမဖြစ်ဘူး final တက်ထဲရောက်ရင် edit dhat ဘက်ကတနီးနီးနဲ့ရှင်းထုတ်သွားနိုင်တာကြီးပါတကယ်လို့ဖြစ်ခဲ့တာကအမြင်ဘောတွေကပါမိပြားက edit dhat ကအမြင်ဘောရှင်းထုတ်တာမှအားနေတာကိုတည်ထားတယ်ပထမကိုဒီဂိုးမှာဆိုရင် area about ထဲ edit dhat ကစားသမား9ယောက်ရှိတယ်ဒီအချိန်တွေမှာဒီကစားသမား2ယောက်က Ronaldo ကိုပဲလူကားဖို့ကြိုးစားနေတယ်ဒါကြောင့်မာနီးလွတ်နေတယ်လို့ area တွေဝင်လာမဲ့ ရိုဇိုဗစ်လည်းလွတ်နေတယ်။ဂျာအိုဖီလစ်ကလည်းလူကခံထားရတယ်။ဒါပေမဲ့အေရီယာရဲ့ဘောလုံးရောက်လာတဲ့ဒီအချိန်မှာအန်နာဆာရဲ့ရှိသမျှကစားသမားအကုန်လုံးစပေးရသွားတယ်။ရော်နယ်ဒိုကလွှဲရင်ပေါ့ဂျာအိုဖီလစ်ကအစားလွတ်နေတယ်။ဒီမှာမာနီလက်ပြတောင်းနေတယ်။ဒီကစားသမားကလည်းအစောတည်းကလူလုံးဝအကက်မခံထားရတယ်။မာနီစီပဲတင်ပေးလိုက်တယ်။မာနီကမြေမကျကန်သွားခဲ့တယ်။ကန်ချက်ကတော်တော်လှတယ်။ဘာလို့ဒီလိုဖြစ်ရလဲဆိုတော့ဒီကစားသမားတွေကရော်နယ်ဒိုကိုပိတ်ဖို့လောက်ပဲအာရုံရောင်းနေတယ်။ ။ဒါကြောင့်ဒီကိုပေးရတာမှာအဲ့ဒီတီဟက်ကစားသမားတွေရဲ့အပြစ်မကင်းခဲ့ပါဘူး။အဲ့ဒီနောက်မှာလည်းအမြင်ပေါ်ကနေဂိုးထက်ရဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးဂိုးမဖြစ်ခဲ့တာပဲရှိတယ်။ဒီမှာဆိုရင်ခုနကကျွန်တော်ပြောခဲ့သလိုဂျာအိုဖီလစ်ကဒီမှာနေရာယူပြီးရော်နယ်ဒိုကလွတ်တဲ့ဘက်ကဟက်စပေးမှာနေရာယူတယ်။ဒါကမျောလို့ရလို့တခါတည်းမျောပေးလိုက်တာ။တကယ်လို့ပေးဖို့မလွတ်ရင်ပုံမှန်ဆိုဂျာအိုဖီလစ်ကိုပေးပြီးအဲ့ဒီကနေမှရော်နယ်ဒိုကိုပေးတာမျိုးလုပ်လို့ရှိတယ်။ဒီမှာဆိုရင်ဂျာအိုဖီလစ်ပေးစရာရှည်တန်း၃ယောက်မလွတ်လို့ ဘရိုဇိုဗစ်ရှစ်တက်လာပြီးဂျာအိုဖီလစ်ကသူ့ကိုပေးပြီးတဲ့နောက်ရှေ့ကိုပြေးပြီးဘရိုဇိုဗစ်စီကဘောလုံးကိုပြန်လက်ခံတဲ့အခြေအနေပါဒီမှာဆိုရင်ဒါကိုမြင်ရမှာပါအဲ့ဒီတီဟက်ကတော့ကောင်တာတွေ quick transition နဲ့ကစားခဲ့ပြီးတောင်မန်ကိုအပြုတ်ကစားခဲ့တာပါ။ဂိုးရဖို့နီးစပ်ခဲ့ပေမဲ့ဂိုးတော့မရခဲ့ပါဘူး။တလုံးရပေမဲ့လူကျွန်သွားပါတယ်။အဲနာဆာရဲ့ဒုတိယဂိုးကလည်းအမြင်ပေါ်ပဲဖြစ်ပြီးဒီဂိုးမှာတော့ရော်နယ်ဒိုကိုမဖြစ်မနေကိုချီးကျူးရမှာပါ။ area ထဲမှာသူ့နေရာယူတိုင်းလူကတ်ခံနေရလို့ဒီတစ်ခါရော်နယ်ဒိုကနောက်မှာပဲရှိနေတာပါ။ ဒီမှာဒီကစားသမားဘောလုံးမတင်ပေးခင်မှာရွန်ဒိုက box အပြင်မှာပါအဲ့ဒီချိန် area ထဲမှာအဲ့ဒီ tier ကစားသမား6ယောက်ရှိပါတယ်ဒါပေမဲ့ဒီကြားထဲမှာ space ကြီးဖြစ်နေပါတယ်တကယ်တော့ရွန်ဒိုနေရမယ့်နေရာကိုရွန်ဒိုကမနေပဲအနောက်မှာနေနေလို့အဲ့ဒီနေရာ space ဖြစ်နေတာပါဒီမှာရွန်ဒိုကဘောလုံးတင်လိုက်တဲ့အချိန်အဲ့ဒီ space တွေကိုပြေးဝင်လာခဲ့တာပါဒါကလေးကျင့်ရင်ဝင်မှာအချင်းချင်းလေးကျင့်ထားသလိုရွန်ဒိုရဲ့တွဲဘက်တွေဆိုရင်တိကိုတိနေရမယ့်အရာလိုဖြစ်နေပါဗါး။နားလည်းမူပြပြဝါးနဲ့ကိုပဲရွန်ဒိုကပြေးဝင်ပိတ်သွင်းသွားခဲ့တာ ဒီမှာရော်နယ်ဒိုကဒီလေကပြေးရင်ဒီကစားသမားရှေ့ကပြေးတာဖြစ်လို့သူ့ကိုလူပြေးကတ်နိုင်တာကြောင့်ဒီကစားသမားအနောက်ကပတ်ပြေးပါတယ်ဒီတော့ဘောလုံးကျမဲ့နေရာကိုကွက်တီဖြစ်တဲ့အတွက်ဒီကစားသမားကဘာမှမလုပ်နိုင်တော့ပါဘူးသူ့ရှေ့ကဖြတ်တိုက်လိုက်ရုံပါပဲရော်နယ်ဒိုကဒါမျိုးခေါင်းတိုက်ခိုးရီအခုမှသွင်းတာမဟုတ်ပါဘူး United မှာတော့လည်းကရိုမားနဲ့အတွေ့မှာ Champion League မှာတော့ငါသွင်းခဲ့ဘူးသလိုအဲနာစာမာရင်ကိုရော်နယ်ဒို airline ကိုဆိုပြီးနာမည်ကြီးသွားတဲ့ကိုကလည်းဒီလိုမျိုး တိုက်သွင်းခဲ့တာပါပဲ။ဒါကြောင့်ခေါင်းတိုက်ဖို့အတွက်အေရိယာထဲမှာပဲနေရာယူတတ်တယ်။အခုခေတ်တိုက်စင်မှုတွေကိုတကယ်အားမရတာပါ။ပြီးရင်လူကတ်ခံနိုင်ရလို့မတိုက်လိုက်ရအောင်။ရော်နယ်ဒိုကလူကတ်ခံနိုင်ရရင်တော့အေရိယာထဲနေရာယူထားတဲ့အချိန်မှာတော့ခေါင်းတိုက်ကိုယ်တွေအများကြီးသွင်းနိုင်ကြပါတယ်။ဒါကအရက်ရှိလို့မဟုတ်ပဲကျန်တဲ့တိုက်စင်မှုတွေလည်းအရက်ရှိတာပါပဲ။အဖြေကပြိုင်ဘက်ထပ်ပုံမြင့်မြင့်ခုန်နိုင်လို့ပါ။ပွဲပြီးမှာတော့နှစ်ကိုးပြက်နဲ့အနိုင်ရခဲ့ပြီးပွဲကိုတန်မိုလိုဒလိုအတင်အချလှုပ်သွားနိုင်တာကလည်းအဲနာစားပါပဲ။ အဲ့ဒီဟတ်တို့ဒီဘွဲမှာဘာဆိုဘာမှကိုမလုံပြနိုင်လိုက်ပါဘူးအင်လာဆာကပဲပွဲကိုထိန်းချုပ်သွားခဲ့တာပါဒီဘွဲမှာအင်လာဆာကဘောလုံးပိုင်ဆိုင်မှု46ရာခိုင်နှုန်းအဲ့ဒီဟတ်က54ရာခိုင်နှုန်းပါအင်လာဆာကစုစုပေါင်း22ကြိမ်ကန်ခဲ့ပြီး3ကြိမ်ဂိုးပေါက်တဲ့2ဂိုးဝင်ခဲ့ပါတယ်အဲ့ဒီဟတ်ကတော့7ကြိမ်ကန်ပြီး2ကြိမ်ဂိုးပေါက်တဲ့ခဲ့ပေမဲ့ဂိုးမရခဲ့ပါဘူးရော်နယ်ဒိုကတော့ဒီဘွဲကဂိုးကြောင့်စုစုပေါင်းသွင်းဂိုး946ဂိုးရှိသွားခဲ့ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးနဲ့ဇက်ပေးပြီးဆိုတော့ခုကျွန်တော်လှည့်ပါ နောက်ထပ်လည်း video တွေ technical analyze video တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာ